မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တိကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းပတ်မင်းအွန်လိုင်းတရုတ်နိုင်ငံကနေပြန်လာပြီးတဲ့နောက်ဂျင်းဒီရခိုင်နဲ့ရှမ်းမြောက်ဒေသတွေမှာစစ်ကူအင်အားအလုံးရင်းနဲ့ဖြည့်ဆည်းလာပြန်ပြီးအခုနိုဝင်ဘာလတာဝန်ချဇယားအရမှာပဲစစ်လေရင်အတက်ဆင်းစရင်တွေပါများပြားနေတဲ့အတွက်လေကြောင်းတိုက်ခိုက်မှုတွေတိုးမြင့်လာနိုင်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောပါတယ် ။မကိုးတိုင်းအုပ်ဖုံမြို့နယ်ရေကတာကြေးရွာကကျမကြီးမကောင်းလို့အိမ်ရတဲ့လဲနေသူလူငယ်တဦးကိုစစ်မှုထမ်းအပတ်စဉ်ခုနှစ်မှာနာမည်စင်းပါတယ်လို့ပြောပြီးအကြမ်းဖက်စစ်ကောင်စီတပ်ကအိမ်ပေါ်တိတက်ပြီးတော့ကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းပါပဲ။ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြမ်းဖက်မင်းအွန်လိုင်းတရုတ်နိုင်ငံငှက်နေပြန်လာပြီးတဲ့နောက်ရင်းနှီးရခိုင်နဲ့ရှမ်းမြောက်ဒေသတွေမှာစစ်ကူအင်အားအလုံးရင်းနဲ့ဖြည့်ဆည်းလာပြန်ပြီး ်အခုနိုဝင်ဘာလတာဝန်ချစရာအရာမှာပဲစစ်လေရင်အတက်အစင်းစင်းတွေများပြားနေတဲ့အတွက်လေကြောင်းတိုက်ခိုက်မှုတွေတိုးမြင့်လာနိုင်တယ်လို့နေပြည်တော်စစ်တပ်တရင်ရေးမြစ်ကပြောပါတယ်အဲ့ဒီလိုအဂျမ်ဖန်မင်းအွန်လိုင်းတရုတ်နိုင်ငံကနေပြန်လာပြီးတဲ့နောက်မှာပဲကင်နီရခိုင်နဲ့ရှမ်းမြောက်ဒေသတွေဘက်မှစစ်ကူတွေအလုံးရင်နဲ့ပို့နေပြန်တဲ့အကြောင်းကိုဒေသခံတရင်ရေးမြစ်တွေကလည်းပြောထားပါသေးတယ်လက်ရှိရှမ်းမြောက်ကမိုင်းရဲ့ဘက်ကိုဆိုရင်စစ်ကောင်စီကစစ်ကူအင်အားတွေဇက်တိုက်လွတ်နေပြီး ရှမ်းတောင်ဘက်ကတပ်တွေကိုလည်းထုံနှုတ်ပေးခိုင်းတာတွေလုပ်နေသလိုစစ်တလောက်ခံပြည်သူစစ်တွေစစ်မှုထမ်းတပ်သားအစ်စ်တွေနဲ့လက်ရုံးတပ်တွေပါပေးခိုင်းနေရမှာနိုဝင်ဘာလ17ရက်နေ့နဲ့မနေ့ကစနေနေ့2ရက်အတွင်းမှာလည်းအင်အား600ပို့ထားတယ်လို့စစ်တပ်သတင်းရေးမြစ်ကပြောထားပါတယ်အဲ့လိုပုံစံပဲကင်းနီပြည်နယ်နဲ့ရခိုင်ပြည်နယ်ဘက်တွေကိုလည်းစစ်ကောင်စီကစစ်အင်အားတွေပို့ခိုင်းနေပြီးစစ်ရေးညွန်ကြားချက်အစ်စ်ထုတ်တာမျိုးမရှိပဲစစ်အင်အားပဲဖြည့်ဆည်းခိုင်းနေတယ်လို့တစ်ဖက်မှာလည်းနိုဝင်ဘာလအတွက် စစ်လေရင်နဲ့လေရင်မှုတွေကိုတာဝန်ချတဲ့စည်ရင်တွေထွက်ရှိလာတဲ့အပြင်လေရင်အတက်အဆင့်စည်ရင်တွေပါများပြားနေတဲ့အတွက်လေကြောင်းတိုက်ခိုက်မှုတွေတိုးမြင့်လာနိုင်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျတဖက်မှာတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်ရေကတာကျေးရွာကကျမကြီးမကောင်းလို့အိရာတဲ့လဲနေသူလူငယ်တအုပ်ကိုစစ်မှုထမ်းအဖွဲ့အစည်းခုနှစ်မှနာမည်ဆင်းပါတယ်လို့ပြောပြီးအကြံဖက်စစ်ကောင်စီတပ်ကအိမ်မော်အထိတက်ပြီးတော့ကိုဖမ်းဆီးသွားတယ်လို့ ဗန်းစီခံရတဲ့လူငယ်နဲ့နှိဇက်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။နိုဝင်ဘာလ၈ရက်နေ့ည၈နာရီလောက်ကပဲအုပ်ဖို့မြို့နယ်ရေကာတာကြီးရွာမှာကျမကြီးမကောင်းလို့အိယာတဲ့လဲနေတဲ့လူငယ်တူကိုစစ်ကောင်စီတပ်သားတွေနဲ့အုပ်ချုပ်ရေးပူပေါင်းအဖွဲ့တွေရောက်လာပြီးဖမ်းဆီးသွားတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုကျမကြီးမကောင်းတဲ့လူငယ်ကိုငရှင်ရုတ်ကြီးရွာအုပ်ချုပ်ရေးမှုကစစ်မှုထမ်းအပစင်ခုနှစ်အတွက်နာမည်ဆင်းပေးထားတာဖြစ်ပြီးလာဖမ်းတဲ့အချိန်မှာလည်း စစ်မှုထမ်းမှုအမြင့်ဆင်းပါတယ်လို့ပြောပြီးတော့ကိုစစ်ကောင်စီတပ်သားတွေဟာအိမ်မော်တိတက်ပြီးနေမကောင်းတဲ့သူကိုအတင်းဆွဲခေါ်ဖမ်းဆီးသွားကြတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်နဲ့နှိစက်သူတွေကပြောထားပါတယ်တဖက်မှာလည်းဘကိုးတိုင်းမင်းလားမြို့နယ်မှာရှိတဲ့စင်တဲကုန်းကျေးရွာမှာနိုဝင်ဘာလ9ရက်နေ့ကပဲလူငယ်9ဦးဟာပေါ်တာဆွဲဖမ်းဆီးခံရပြီးခွေးတော်ကုန်းကျေးရွာမှာဆိုရင်နိုဝင်ဘာလ10ရက်နေ့ကပဲလူငယ်9ဦးပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့ပတန်းလေးပတန်းကြီးတဖန်းပင်စိတ်စတဲ့ကျေးရွာတွေမှာလည်း အကြံပေးစကောင်စီတက်တဲ့အုတ်ချုပ်ရေးအဖွဲ့တွေကစစ်မှုထမ်းဖို့ဆိုပြီးလူငယ်တွေကိုအတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းမြင်းမှုမြို့နယ်မှာအကြံပေးစကောင်စီတက်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတက်တွေကဖျက်အားပြင်းမိုင်းတွေပါအသုံးပြုပြီးကြပြတ်တိုက်ခိုက်မှုအတွင်းစေကောင်စီတပ်သား၅ဦးကတော့အသီးသီးသေကုန်ကြပြီလို့ BLDF တက်ခွဲအညာမိုင်းတက်ခွဲရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ် နိုဝင်ဘာလ2ရက်နေ့ဖြစ်တဲ့မနေ့ကမော်လယ်ပိုင်းမှာပဲစကိုင်းမြို့တပ်မ33တဲကနေထွက်လာတဲ့အချမ်းဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုမုံရွာမန္တလေးလမ်းပိုင်းကမြောင်လန်းခွဲမှာတော်လန်ရေးပူပေါင်းတပ်တွေကဖြတ်အပြင်းမိုင်းတွေပါအသုံးပြုပြီးကြားဖြတ်တက်ခတ်ခဲ့တယ်ဆိုပါတယ်အဲဒီလိုတက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား5ဦးကတော့အသီးသီးတိတ်ကုန်ကြပြီးတဲ့နောက်စစ်ကားနှစ်စီးပေါ်တင်ပြီးမောင်းပြေးသွားကြတယ်လို့ BND ရဲ့တပ်ခွဲအညာမိုင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာ ဒီတခါမကွေးတိုင်းဘက်မှာတော့ပခောက်ကူမျိုးနဲ့စင်မင်းရွာစစ်တပ်စစ်စေးရေးဂစ်ကနေလမ်းမှားလာတဲ့စစ်ကောင်စီတပ်သားတအုပ်ကိုလက်နက်ခဲယမ်းတွေနဲ့အတူတော်လန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ Yan Force UG တပ်ဖွဲ့ရဲ့တာဝန်ရှိသူတအုပ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။နိုဝင်ဘာလ10ရက်နေ့ကပဲပခောက်ကူမျိုးနဲ့စင်မင်းကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်စေးရေးဂစ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တအုပ်ဟာ PDF တပ်ဖွဲ့တွေစုမှုထားတဲ့နယ်မြေဒဲကိုလမ်းမှားပြီးဝင်ရောက်လာတဲ့အချိန် ဒေါ်လာရေးတက်တွေကအရှင်ဖန်းစီခဲ့တယ်ဆိုပါလေအဲ့ဒီလိုဖန်းစီရမိထားတဲ့စစ်ကောင်စီတပ်သားစီကနေတနက်တလက်နဲ့ခဲယမ်းတွေပါတင်းစီရရှိထားပြီးသူကိုလက်ရှိမှာစစ်ဆေးမှုတွေလုပ်နေသလိုအဲ့ဒီလိုစစ်ဆေးပြီးတာနဲ့သက်ဆိုင်ရာဌာနတွေလက်ထက်လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့လည်း Yan Force UG တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာအခုတခါရန်ကုန်တိုင်းမှာတော့မင်္ဂလာတော်မြို့နယ်ပလဲမြို့တစ်လမ်းပေါ်ကရွှေနေသာအုတ်ချုပ်ရင်မှုရုံကိုမိုင်းခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံတချို့ထိခိုက်မှုရှိထားတယ်လို့ Operation Flame တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရင်ကုန်ခေတ်တွေကိုပြောပါတယ်။နိုဝင်ဘာလ12ရက်နေ့ဖြစ်တဲ့မနေ့ကည9:00နာရီဝန်းကျင်လောက်မှာပဲမင်္ဂလာတော်မြို့နယ်ပလဲမြို့တစ်လမ်းဘော်ကရွှေနေသားရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုရန်ကုန်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကဝေထိန်မိုင်းအသုံးပြုပြီးဖောက်ခွဲတက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခတ်မှုအတွင်းအဲ့ဒီရွှေနေသားအုပ်ချုပ်ရေးမှူးရုံးမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံတချို့ထိခိုက်မှုတွေရှိထားတဲ့အကြောင်းကိုပါတိထားရပြီး အဲ့ဒီအုတ်ချုပ်ရေးမှုရုံမှာအုတ်ကြီးနဲ့ပြူစောထီတွေလူမိုက်တွေကစင်မူတန်ကိစ္စကိုအကြောင်းပြပြီးပြည်သူတွေစီကနေမတရားငွေညှင့်တောင်းရန်ဓာတ်တွေပါလုပ်နေတာဖြစ်တယ်လို့လက်ရှိရန်ကုန်မြို့မှာစစ်တပ်အားကိုးနဲ့ပြည်သူတွေကိုအနိုင်ကျင့်ဖိနှိပ်နေတဲ့သူတွေနဲ့နေရာတွေကိုလည်းဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ operation flame အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေဒီကနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ